ပေါ်တော်တို့ဘာပဲကြည့်ကြည့် channel subscribe လုပ်ဘေးနားခံလို့နှိပ် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြအောင်ပြောရင်းနဲ့ပဲဒီနေ့မှာတော့ manipulated အပိုင်းနှစ်ကိုသွားကြအောင်ပါခင်ဗျာဒီပိုင်းစားမှာကတော့ဒဲကျုံးလဲဘူးမသိဘာမသိနေပဲထောင်တန်းစံတရားကြီးမလို့ထောင်ထဲရောက်ချင်းမှာပဲမနှက်ဗန္ဒနာထားမယ်ဘယ်ချိန်ဘာလို့ရမယ်ထောင်စည်းကမ်းချက်တွေကိုနားထောင်နေရပါပြီဒဲကျုံးတယောက်အမှုအတွက်အပြစ်မရှိတော့တတ်သိအတိအကျအောင်မတင်ပြနိုင်မှချင်းအပြင်ကနေဝေလာခဲ့တဲ့ဝေစားတွေပြန်ဝေးရမယ့်ရက်ကိုထိုင်ဆောင်နေရတော့မှာပါ အဲဒီလိုနဲ့တရက်မှာတော့ထဲကျုံးစီကိုဂင်ဆန်းရက်ဆိုတဲ့ရှေ့နေတယောက်ကရောက်လာပါတယ်။သူကသူ့ကိုယ်သူမိတ်ဆက်ပြီးတော့ထဲကျုံးရဲ့အမှုမှာထူးဆန်းတာတွေတွေးရှိထားပြီးထဲကျုံးလည်းအပြစ်ရှိသူတယောက်လို့မမြင်တဲ့အတွက်ကူညီပေးဖို့ရောက်လာတယ်လို့သူကဆိုပါတယ်။အဲထဲကျုံးကလည်းသူဟာတေဆုံးသူချူနာအောင်ဆိုတဲ့မိန်းကလေးကိုလည်းတခါမှတော့မမြင်ဘူးတာမလို့တတ်ဖို့ဆိုတာမဖြစ်နိုင်ကြအောင်ပြန်ပြီးတော့ပြောပြလိုက်ပါတယ်။ရှေ့နေရာလေးထဲကျုံးစီမှာအခင်းပြတဲ့နေ့အတွက်အလီပိုင်းထပ်ပြစရာရှိသေးလားလို့မေးလိုက်ပါတယ်။အဲတော့ထဲကျုံးလည်းသူ့ရဲ့တရားခွင်မှာတေဆုံးသူအသက်ခံတဲ့နေရာကိုအမှုစစ်ကြီးထုတ်ပြတော့က ိုင်းညမှာသူ့ရဲ့လက်ကောက်လို့ထင်ရတဲ့အရာကိုမြင်လိုက်ရပေမဲ့အဲဒီတော့ကအအောင်တွေထွေပြားနေလို့ဂယုမပြုမိလိုက်ဘူးလို့ဆိုပါရယ်။ဒါမဲ့သူဟာအခင်းဖြစ်တဲ့နေရာကိုတကယ်ပဲမရောက်ဘူးခဲ့တာကြောင့်အဲဒီချိုးကမ်းမှာရှိနေရကသူ့ရဲ့လက်ကောက်ဆိုတာလုံးဝမဖြစ်နိုင်ပဲဒေတာစဉ်းစားကြည့်လိုက်မှပဲအဲ့လက်ကောက်လေးကညီဖြစ်သူရဲ့အဆောင်ကိုလိုက်သွားတော့ကကြားကြံနေခဲ့တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါရယ်။ရှင်းနေကလည်းအဲ့လိုဆိုရင်ညီဖြစ်သူရဲ့အဆောင်မှရှိမရှိသူကိုယ်တိုင်အတီးပြုတ်ပေးမှမလို့ထဲချင်းရဲ့လိပ်စာကိုတောင်းဝင်လိုက်ပြီးတော့တကယ်လို့ထဲချင်းရဲ့လက်ကောက်သာညီဖြစ်သူရဲ့အဆောင်မှရှိနေတာမှန်တယ်ဆိုရင် တခြားရှူတော့ကနေအမှုကိုပြန်ပြီးတော့စစ်ဆေးလို့ရနိုင်ကြောင်းနဲ့တခြားတိုက်ခိုက်မှုတွေရှိလာမှာဆိုတဲ့အတွက်ခုလိုမျိုးစုံစမ်းတဲ့ကိစ္စတွေကိုလည်းဘယ်သူ့ကမှအတိမပေးပါနဲ့လို့ထဲကျုံးကိုတေချာမှာပြီးတော့ပြန်သွားခဲ့ပါလေ။အဲဒါမှတော့ထဲကျုံးလည်းအဲတွေ့ပြီးပြန်တခြားအကျဉ်းသားတွေနဲ့အတူအခန်းစီကိုပြန်လာခဲ့ပါလေ။တနင်္လာရောက်မှာတော့အကျဉ်းသားတစုကထဲကျုံးကိုဝိုင်းပြီးတော့ရိုက်ကြတာကြောင့်ထဲကျုံးလည်းအရှိမရှိနဲ့အရာရှိကိုလမ်းခေါ်လိုက်ပါလေ။ဒါမှမဟုတ်အကျဉ်းသားအုပ်စုတွေကတယောက်ကအရာရှိကိုလမ်းပြီးတော့အချက်ပြလိုက်တဲ့အခါရာရှိကထဲကျုံးကိုလက်မခေါ်ဘဲမတိကျအောင်ဆောင်ပြီးတော့ထွက်လာခဲ့ပါလေ။ ကြံကလေးထဲကျွန်းတော့အချင်းသားအုပ်စုတွေကသူတို့ခေါင်းဆောင်စီကိုခေါ်သွားလိုက်ပါတယ်။ခန်းရောင်းချိန်မှာတော့ထဲကျွန်းလဲခေါင်းဆောင်ကောင်ရဲ့ဆရာကြီးစတိုင်နဲ့ခန်းထဲမှာရှိနေတဲ့တံပိုးကြီးရက်ပလင်းတွေကိုတွေ့ပြီးတော့ထောင်ထဲမှာအကောင်ကြီးတစ်ကောင်ဖြစ်နေမယ်ဆိုတာကိုတန်းပြီးတော့သိလိုက်ပါတယ်။ခေါင်းဆောင်ထဲကျွန်းရောက်လာချင်းမှာပဲဗန္နနစ်ကြလဲလို့မေးပါတယ်။ထဲကျွန်းကမဖြေဘဲနဲ့အပြင်ပြန်ထွက်ဖို့လုပ်တဲ့အခါမှာတော့တပည့်တွေကပြန်ဖမ်းပြီးထဲကျွန်းရဲ့လက်ကိုခြေထောက်နဲ့နင်းကြပါတယ်။ခေါင်းဆောင်ကသူ့ကိုစကားနှောက်ပြောအောင်လုပ်ရင်လက်ကိုဖြတ်ပြီးတော့ဘောလုံးလိုကန်ပစ်မယ်လို့ချိန်ချောက်ကသူသိချင်တာတွေကိုထပ်ပြီးတော့မေးခဲ့ပါတယ်။ ။ထဲကျုံနဲ့သူကတသက်ကျုံကြနေကြောင်းကိုပြန်ပြောတဲ့အခါခေါင်းဆောင်ဘာအမှုနဲ့ကြားလေလို့မေးလိုက်ပြန်ပါလေ။ထဲကျုံကပြန်ပြောတဲ့အတွက်ခေါင်းဆောင်မိန်းကလေးတယောက်ကိုမရင်ချင်းတတ်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တာကိုပြောရမှာရှက်နေတာလားဆိုပြီးတော့ပြောလိုက်ပါလေ။ထဲကျုံကအဲ့မှုကိုသူမကျူးလွန်ခဲ့ပါဘူးလို့ပြောတော့ခေါင်းဆောင်ကထဲကျုံကိုထားတီးဖို့လှုပ်ပါလေ။ကန်ကောင်းကျွန်တော်ယာရှိတွေရောက်လာပြီးတော့ထဲကျုံကိုပြန်ခေါ်သွားခဲ့ကြတာကြောင့်ကောင်းဆောင်နဲ့နောက်မှထပ်တွေးကြတာပေါ့လို့ထဲကျုံကိုပြောပြီးတော့ပြန်လှုပ်ပေးလိုက်ရပါတယ်။ဂျုံနဲ့ထဲကျုံတယောက်သူနေရမယ့်အခန်းကိုရောက်လာတဲ့အခါမှာအခန်းပေါ်ကဇိုးတကောင်ဖြစ်နေပြီးတော့ထဲကျုံလည်းအနိုင်ကျင့်မြန်ပါတယ် ထဲကျောင်းတော့ဘာမှမတုံ့ပြန်ခဲ့ပဲရှေ့နေပေးခဲ့တဲ့လိမ့်စာကလေးကိုထုတ်ကြည့်ပြီးတော့အမှုအတွက်ခိုင်မာတဲ့တပ်တွေတခုထပ်ရလာပါစီလို့ပဲမျှော်လင့်နေရရှာပါတော့တယ်။အဲဒီလိုနဲ့ထမင်းစားနေရောက်တဲ့အခါမှာတော့ထဲကျောင်းလဲသူ့ကိုအာနာပြတာတဲ့ခေါင်းဆောင်တို့အဖွဲ့မြင်ဝင်းကနေလွတ်အောင်ရှောင်ပြီးတော့တနေရာမှာဝင်ထိုင်လိုက်ပါလေ။အဲချိန်လူနှောင်ရောက်လာပြီးတော့ထဲကျောင်းကိုခေါင်းဆောင်ကောင်းရဲ့အကြောင်းကိုလာပြီးတော့ပြောပြခဲ့ကြပါလေ။အဲလိုနဲ့မရောတော့စုဖြစ်ပြီးတော့ထောင်တသက်တကျုံးချမှတ်ခံရရမယ်ပတ်ဆိုင်ရန်ချမ်းသာတယ်သူမလို့ငွေနဲ့လိုက်ပြီးတော့၁၂နှစ်ထိပဲချမှတ်ခံရတော့တယ်လို့ဆိုပါတယ် နောက်ပြီးတော့ရောရဆူဟာလူမိုက်ကိုင်းအများပြားကိုလည်းဖွဲ့စည်းသားသူတယောက်ဖြစ်ပြီးတော့ထောင်ထဲမှာတတော်လေးအာဏာရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်။ရောရဆူကသူ့ရဲ့ညမောင်ကိုဒီစုံတယောက်ကမရင်းကြည့်ပြီးတော့တတ်ဖြတ်ခဲ့တဲ့အတွက်မရင်းမှုနဲ့ထောင်ချတဲ့အကျဉ်းသားတွေလည်းပညာပေးတဲ့အနေနဲ့မရင်းပြန်ကြည့်ပြီးတော့ဆုံးမလေးရှိတဲ့ဆွဲအကြောင်းကိုပါအကျဉ်းသားနှစ်ယောက်ကထပ်ပြောပြလိုက်ပါတယ်။ဒါပေမဲ့ထဲကျုံးတော့သူတို့နှစ်ယောက်ကရောရဆူအန်ရီမပေးနိုင်အောင်ကာကွယ်ပေးမှာမလို့ဘာမှစိတ်မပူပဲသူတို့နဲ့တူလာနေပါဆိုပြီးတော့အကျဉ်းသားနှစ်ယောက်ကပြောလိုက်ပါတယ်။တပင်းစားပြီးချိန်မှာတော့ထဲကျုံးလည်းခုနကလူနှစ်ယောက်ခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ တဲကျွန်းလဲလူကောင်းတွေအထင်းနဲ့အာကိုကြီးလိုက်လာခဲ့မယ်ခုနလူတယောက်ကရောရောဆူရဲ့လူတွေပဲဖြစ်နေပြီးတော့တဲကျွန်းလဲယုံသွေးပြီးတော့သူတို့နောက်ကိုပအောင်ခေါ်လာခဲ့လိုက်တာဖြစ်နေပါလေတဲကျွန်းလဲနေရာကိုရောက်မှသူ့ကိုနှိပ်စက်ကြတော့မယ်ဆိုတော့သိတော့ချက်ချင်းပဲထွက်ပြေးဖို့စူးစမ်းခဲ့ပါလေဒါမှလည်းတစ်ဖက်ကလူအုပ်ကြီးကိုမရှင်းနိုင်ခဲ့တာမလို့ဘာမှတတ်တာတော့ပဲအခန်းတကားပိတ်ပြီးတော့လူယုံမာရီပြုသမ ्या ကိုယောက်ျားကြီးတံမဲ့နှုတ်ပေးလိုက်တဲ့အထိကိုဖြည့်သွားရပါတော့လေနောက်တည့်မှာတော့ထဲကျွန်းစီကိုရှေ့နေကင်ဆန်းလည်းပြန်ရောက်လာပါလေ ရှင်းနေကအမှုနဲ့ပတ်သက်လို့သတင်းကောင်းပြောပြဖို့ရောက်လာမဟုတ်ပဲထဲကျွန်းညီငယ်ဖြစ်သူထဲချင်းကသူ့ကိုယ်သူအဆုံးစီရင်သွားပြီဖြစ်ကြောင်းကိုပြောပြဖို့ရောက်လာခဲ့တာပဲဖြစ်ပါတော့တယ်ရှင်းနေကထဲကျွန်းပေးလိုက်တဲ့လိမ့်စာတွေကတိုင်ညီပြည့်သူစီရောက်သွားတဲ့ချိန်မှာပဲအခုလိုဖြစ်ဆိုးကိုတွေးလိုက်အကြောင်းကိုရှင်းပြလိုက်ပြီးရှင်းနေကလည်းထဲကျွန်းတို့ညီကိုတို့အတော်လေးကိုစိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲထဲကျွန်းစီမှာညီပြည့်သူရဲ့သေခြင်းလက်မှတ်ကိုအနှံပေးပြီးချိန်မှာပဲရှင်းနေကြီးကလည်းပြန်သွားခဲ့ပါတော့တယ်ထဲကျွန်းတို့ကတော့ဘာမှပြောစရာစကားမရှိတော့သလိုဘာမှလည်းမလုပ်နိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ရပါပြီ။ ထဲကျွင်းအတွေးထဲမှာတော့ညီငယ်နဲ့ပတ်သက်မြအရာအလုံးကိုပြန်ပြင်ရောင်းနေခဲ့ရပြီးတော့ကြေကွဲစွာငိုကြွေးနေခဲ့ပါတော့တယ်ထဲကျွင်းအဖြစ်ကိုတတိထားမိသွားတဲ့အကျဉ်းသားတယောက်ရှိပေမဲ့အမျိုးသားတော့ဘာမှဝင်မဆွတ်ဖက်ပဲဒီတိုင်းမဲ့သာရက်ကြည့်နေခဲ့ပါတယ်အဲဒီညနေမှာတော့ထဲကျွင်းလဲခန်းသားချက်တွေတေဆုံးသွားခဲ့ရမှာလို့ညီငယ်နောက်ကိုလိုက်ဖို့အတွက်သူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါတယ်အဲဒီချိန်မှာပဲထဲကျွင်းကညီဖြစ်သူနဲ့အတူရှိနေခဲ့ဘူးတဲ့အချိန်စီကိုခဏပြန်ရောက်သွားခဲ့ပါတယ်ထဲကျွင်းရဲ့ဘန်းမင်ဆိုင်လေးစီမှာပဲညီကိုနှစ်ယောက်ဟာပုံမှန်လိုပဲစကားပြောရင်းနဲ့ဆားနောက်နေခဲ့ကြပါတယ် အပင်လေးကိုရှင်းတမ်းအောင်ဘလို့ပြုစုရမယ်ဆိုပြီးတော့ထဲကျွန်းကပြောချိန်မှာတော့ညီပြည့်သူကရုတ်တရက်ကြီးတခြားယာရီအကုန်လုံးကိုရှင်းတမ်းခွင့်ပေးပြီးတော့အကိုကိုတိုင်းကြတော့ဘာလို့တတ်ပြရတာလဲဆိုပြီးတော့អော်ပြောလိုက်ပါတယ်ထဲကျွန်းလည်းလန့်သွားပြီးတော့ဘာဖြစ်ရလဲလို့မေးချိန်မှာတော့ညီပြည့်သူကသူ့ရှိကနေထွက်သွားဖို့အတွက်ထဲကျွန်းကိုអော်ဟစ်ပြီးတော့နှင်ထုတ်ပြစ်နေခဲ့ပါတယ်အဲဒီချိန်မှာလည်းထဲကျွန်းနဲ့ဆေးုံကရင်ဘော်ကနေလန့်နိုးလာခဲ့ပါတော့တယ်ထဲကျွန်းကကရင်ဘော်မှာអော်ဟစ်တောင်းကျမ်းနေတဲ့အတွက်ဆေးအကူတွေကဝိုင်းပြီးတော့ထိန်းပေးနေခဲ့ရပါတယ်ဘေးမှာရှိနေသူတွေကလည်းထဲကျွန်းကတလာထဲမှာပဲ ကိုကိုတတ်သိဖို့၃ချိန်လောက်စူးစမ်းခဲ့ကြအောင်ပြောပြတဲ့အခါအားကစားကွင်းထဲမှာတော့ထဲချုံးသတိထားမိသွားတဲ့အမျိုးသားကလည်းတချက်ထားကြည့်လိုက်ပါလေထဲချုံးကလက်ကောက်မှာသွေးကြောကိုလီးဖြတ်ထားတဲ့ဓာတ်ထရာတွေကိုတွေ့တော့အမျိုးသားလည်းထဲချုံးတော်တော်လေးမုန်းကြက်နေမှာပဲစွာကိုနားလေသွားခဲ့ပါလေနောက်မှာတော့ထဲချုံးရဲ့ဘော်ရာတွေကအချင်းအောင်စီကိုယောက်လာကြပြီးထဲချုံးနဲ့အဲတွေးခွင့်ရဖို့အတွက်တောင်းကြပါလေအရာရှိကတော့ထဲချုံးကိုသူတို့ကဘေးမတွေ့တာမဟုတ်ပဲထဲချုံးကိုယ်တိုင်ကဘယ်သူနဲ့မှမတွေ့ကျင်တာမလို့သူ့ကိုဘယ်သူပဲလာရှာရှာငင်းခိုင်းထားတဲ့အကြောင်းကိုဖြစ်ကြောင်းပြောပြလိုက်ပါလေ ထဲကျွန်းဘော်ရိုင်လဲသူတို့တွေဒီတစ်နှစ်ကျော်အတွင်းမှာတငယ်ချင်းဖြစ်သူနဲ့တွေ့ဖို့ခဏခဏလာပြီမဲ့ထဲကျွန်းတော့အခေါက်တိုင်းမှာတွေ့ဖို့ညင်းလို့နေရကိုဘာများဖြစ်လို့လဲဆိုပြီးတော့စိတ်ပူနေပဲပြန်သွားခဲ့ကြပါလိအကျဉ်းသားတွေဖျားချောင်းတက်ချိန်မှာတော့ထဲကျွန်းကလည်းဖျားချောင်းထဲမှာရှိနေခဲ့ပါလိဖျားဝဲပြုလို့ပြီးမှာတော့ဒီနေ့ကအစ္စတာပွဲတော်နေ့ဖြစ်တဲ့အတွက်ဘုန်းတော်ကြီးတွေကအကျဉ်းသားတွေကိုကိတ်မုံတစိမ့်စီကျွေးမွေးခဲ့ကြပါလိအာကစားကွင်းမှာထဲကျွန်းသတိထားမိသွားတဲ့နှုံချစ်စုသူကလည်းဖျားချောင်းကူပြင်းနဲ့တောင်းဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်ထဲကျွန်းကိုကိတ်မုံတစိမ့်လာပေးပြီးတော့ ူကွန်သူမိတ်ဆက်လိုက်ကတဲကျုံကိုလည်းအားကစားကွင်းထဲမှာငိုနေတာကိုမြင်ခဲ့ရတဲ့အတွက်ဘာများဖြစ်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။တဲကျုံကစကားပြန်ပြောပဲငူငူကြီးဖြစ်နေခဲ့တာကြောင့်ရုံရှိလေတဲကျုံကုလို့ဖြစ်နေအောင်သူလည်းကိုချင်းစာကြောင်းနဲ့အကျဉ်းတော်ရဲ့မူကြီးတွေကဘလို့ရှိတယ်ဆိုတာရင်းနဲ့သူရောက်ခါစားတော့ကလည်းဘလို့မျိုးတွေခက်ခဲပြီးတော့ဒုက္ခတွေနဲ့တွေးကြရကြောင်းတွေကိုတဲကျုံစီမှာပြောပြနေခဲ့ပါတယ်။တဲကျုံကရုံရှိရဲ့စကားတွေကိုအအောင်ရဖို့တိတ်မရှိပဲရုံရှိပြတဲ့ကိမ့်မုံပကံကိုကိုင်းနဲ့ဝမ်းနေစွာငိုကြွေးနေခဲ့ပါတယ်။ရုံရှိကလည်းငိုနေတဲ့တဲကျုံကိုနှစ်သိမ့်ပြီးတော့ အခုလို့ကိုဘာမှမတတ်တာတဲ့အခြေအနေမှာကိုရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာတွေကိုလမ်းပြပြောဆိုပေးခဲ့ပါတယ်။အဲနောက်တော့အခန်းကိုပြန်အောင်လာတဲ့ဒဲကျုံးကရုံးရှိပြောပြလိုက်တဲ့နီလန်းတွေအတိုင်းအခြေအနေတွေမှာနေနဲ့ကိုစိတ်ကိုအခြေမချမိစေဖို့အတွက်စ조사နေထိုင်ဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။ဒဲကျုံးကအားလက်ချိန်ဒီမှာစိတ်မလီရအောင်လို့သူ့အတွက်အကျိုးရှိစေမယ့်စာအုပ်တွေကိုဖတ်ပြီးတော့မှတ်သားလေ့လာခဲ့ပါတယ်။ခန္ဓာကိုယ်အတွက်လည်းတင့်တော်တဲ့လေ့ကျင့်ခန်းတွေပုံမှန်လုပ်နေခဲ့ပြီးထောင်တွင်းကခိုင်းစေတဲ့အလုပ်တွေကိုလည်းတာဝန်ကြီးအောင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ထေကျွန်းနှိမ့်ဆက်နေကြရောရောစုတို့အဖွဲ့ကတော့သူတို့ရဲ့သွေးပူလေးကျင်ကန်းအတွက်နေစဉ်ပုံမှန်ပဲထေကျွန်းကိုရိုက်နှက်ပြီးတော့အုံချနေကြသေးပါထေကျွန်းကလူအုပ်မာတွေရိုက်နှက်ခြင်းကိုခံပြီးတော့ပြန်လာတဲ့ခါတိုင်းမှာလဲအရင်လုံးကြောင်းစိမ့်နဲ့ခွေလဲမနေတော့သလိုခန္ဓာကိုယ်လည်းအနာမပေးပဲလေးကျင်ကန်းကသာပုံမှန်လုပ်နေခဲ့ပါလေဒီနေ့တရက်မှာတော့ထေကျွန်းကတဖြည်းဖြည်းတိုးတက်လာတဲ့သူ့ရဲ့တိုက်ခိုက်နည်းတွေကိုအုံချပြီးသူ့ကိုရိုက်နှက်တဲ့ရောရောစုရဲ့တပည့်တကောင်ကိုပြန်ပြီးတော့ခုခံခဲ့ပါလေဒါမှလည်းရောရောစုကသူ့တပည့်ကိုလှုပ်ရပါမလားဆိုပြီးတော့ဝင်တီးလိုက်တာကြောင့်ဒုံးစံတိုင်းထေကျွန်းပဲမှောက်သွားခဲ့ရပါတော့လေ ။နောက်ထပ်မှာတော့ထေကျွန်းတို့ဘုရားကျောင်းတက်နေချိန်မှာရုံးရှိကတမန်ကျမ်းစာစာအုပ်တုပ်ကိုပေးခဲ့ပြီးတော့ဘုရားသခင်ရဲ့လမ်းပြမှုတွေကိုကျင့်သုံးပြီးစိတ်ကိုပြောင်းလဲပြင်ဆင်ဖို့ပြောခဲ့ပါလေ။ထေကျွန်းကလည်းရုံးရှိရဲ့အကူအညီကြောင့်ပဲအရင်လိုပြောညံ့ညံ့လူတယောက်ဖြစ်ကနေပြောင်းလဲလာခဲ့ပြီးတော့သူ့ကိုယာယာမှာဂရုစိုက်ပေးပြီးတော့အကြံကောင်းတွေကိုလည်းဝေမျှပေးတယ်။ရုံးရှင်းနဲ့လည်းချိန်ခဏလေးတွေးမှပဲတော်လေးကိုခင်မင်းရင်းနှီးသွားခဲ့ပါတော့တယ်။အဲလိုနဲ့ချိန်တွေတရပီးတရတလာပီးလာကုံဆုံးလို့သွားခဲ့ပြီးတော့အဲနောက်မှာတော့ချိန်9နှစ်တောင်ကြာတဲ့အထိကိုရောက်ရှိလို့သွားခဲ့ပါပြီ ကြီးကျယ်ခန္ဓာရိအိမ်ကြီးရဲ့အရှင်သခင်ဖြစ်တဲ့လူတယောက်ဟာသူ့စီကိုအလုံးလာအပ်တဲ့သူနဲ့ဖုန်းလက်ခံပြောဆိုနေပါတယ်။အဲဒီလူကယိုဟန်ဆိုသူပဲဖြစ်ပြီးတော့ယိုဟန်ကသူ့ကိုခုလိုလှုပ်အပ်တဲ့အတွက်တစ်ဖက်လူရဲ့လှုပ်ရဟာအင်မတန်မှန်ကန်တာပဲလို့ကြီးကျူးပြောဆိုပြီးတော့တစ်ဖက်လူအပ်တဲ့အလုပ်ကိုလည်းအမှားယွင်းမရှိအောင်အတိအကျဆုံးဆောင်ရွက်ပေးသွားမှာမလို့ဒီလှုပ်တာပြီးသွားရင်တစ်ဖက်ကလှုပ်ရတဲ့ဥက္ကရာကြီးဆိုသူနဲ့သူဟာအရင်နှီးဆုံးတငယ်ချင်းတွေတောင်မှဖြစ်သွားပါလိမ့်မယ်ဆိုပြီးယိုဟန်ကပြောနေပါသေးတယ်။ယိုဟန်အိမ်ပြင်ဆင်တဲ့သူ့ရဲ့ပြားခဲမှာရှိတဲ့အနုပညာလက်ရာတွေကိုမြင်လာနေတယ်ပဲ။ ယိုဟန်ပေါ်သေးသေးလူတယောက်တော့မဟုတ်ဘူးဆိုတာကိုတမ်းပြီးတော့သိနိုင်ပါတယ်။ယိုဟန်ကအလုပ်အတွက်ဖုန်းစကားပြောလို့ပြီးမှာတော့သူ့ရဲ့ရုံးခန်းထဲဝင်သွားခဲ့ပြီးတနိုင်ငံလုံးမှာရှိတဲ့လမ်းပေါ်မှာလှုပ်ရှားသွားလာနေမှ CCTV မှတ်တမ်းတွေကိုဖွင့်ကြည့်လိုက်ပါတယ်။အဲနောက်မှာတော့ကိန်းမုံဆိုင်ဆိုင်ရှိမှလုံခြုံရေးလုပ်နေတဲ့လူငယ်လေးတယောက်ကိုမြင်တဲ့အခါမှာတော့မြင်ကွင်းကိုရပ်ပစ်လိုက်ပြီးတော့လူငယ်လေးကိုလည်းသူ့ရဲ့ပြစ်မှတ်ဖြစ်နေစတင်ရွေးချယ်လိုက်ပါတော့တယ်။ဒါမှမဟုတ်တော့ထဲကျုံးကသူ့ရဲ့တောင်ဝန်တိုင်းမဲ့အပင်တွေကိုစိုက်ပျိုးနေချိန်မှာပဲထောင်မှုတယောက်ကထဲကျုံးစီကိုရောက်လာပြီးတော့သူ့ရဲ့သေးကန်ဒီပင်လေးကိုပြကား အပင်ကိုပြန်လဲကုသပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်။ထောင်မှုဘက်ကတော့ထဲကျုံးလိုအေးဆေးနေတတ်ပြီးတော့ကိုယ့်အလုပ်ကိုတောင်းဝင်ကြအောင်လုပ်တတ်တဲ့သူကိုသဘောကျရန်ရှိနေပေမဲ့ထဲကျုံးတော့အပင်ကိုကုသဖို့လိုအပ်တဲ့ပစ္စည်းတွေယူလာပေးဖို့သာပြန်ပြောခဲ့ပြီးထောင်မှုလည်းခက်တန်းတမ်းပဲဆက်ဆံခဲ့တာပါ။ထောင်မှုထွက်သွားချိန်မှာတော့ရုံရှိရောက်လာခဲ့ပြီးတော့ထဲကျုံးတို့သူလာခဲ့တဲ့ကိမ့်မုံလေးကိုပေးလိုက်ပါတယ်။ထဲကျုံးကဒီနေ့ကသာမန်နေပဲဖြစ်တာမလို့ကိမ့်မုံဘယ်ကရလာလဲလို့မေးလိုက်တော့ရုံရှိကလည်းထဲကျုံးကိုကြွေးကျင်လို့ဘုံတော်ကြီးကိုဝယ်ခိုင်းတာဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတယ်။ အဲနောက်ယုံရှိကသူ့လက်မှာပန့်နေတာအဆောင်လက်ပတ်လေးကိုထဲကျုံးဝေပေးလိုက်ပြီးရှေးလျှောက်ကောင်းဂယူးဆိုင်ပြီးနေထိုင်မှုနဲ့ဘုရားသခင်ရဲ့တမန်ကျမ်းစာတွေကတိုင်ကျင့်သုံးဖို့ပါမာရန်ချွေနေရာကြောင့်ထဲကျုံးလည်းရန်ကိုထူးဆန်းနေခဲ့ရပါတယ်။နောက်တော့မှယုံရှိကဒီနေ့ကသူ့ရဲ့လွတ်ရဖြစ်ကြောင်းကိုပြောလာတဲ့အတွက်ထဲကျုံးလည်းရုတ်ရက်ကြီးဝမ်းနဲ့ဝမ်းသာဖြစ်သွားခဲ့ရပါတယ်။အဲနောက်ယုံရှိကသူမရှိတော့တဲ့အခါမှာသူ့နေရာမှာထဲကျုံးကပဲဘုရားကျောင်းအကူလှုပ်ပေးပါလို့ပြောလာတဲ့အခါထဲကျုံးကလည်းယုံရှိပြောတာကိုလက်ခံလိုက်ပါတယ်။ထဲကျုံးကယုံရှိအပြင်ကိုထွက်သွားပြီးရင်တမွေးဝမ်းကျောင်းအတွက် ဘာလို့လုံးမဲဆိုစဉ်းစားပြီးလားလို့မေးလိုက်တော့ရုံးချစ်ကလည်းသူ့ဖေရဲ့လျှက်စစ်ပစ္စည်းအပြင်ဆိုင်မှာပဲဆက်ပြီးတော့လုံသွားဖို့တွေးထားကြောင်းကိုပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ရုံးချစ်ထွက်ရမယ့်အချိန်ကိုရောက်တဲ့အခါမှာတော့ရှောင်းလန်းထီထဲကျွန်းကလိုက်ဖို့ပေးခဲ့ပြီးနှစ်ယောက်သားစကားတွေပြောလာခဲ့ကြပါတယ်။ထဲကျွန်းကသူကရုံးချစ်နဲ့ဆက်ပြီးတော့ခင်မင်ကလေးကအရန်တိကျင်နေရတာခုရှိတယ်လို့ပြောလိုက်ပါတယ်။ရုံးချစ်ကသူ့ဘောဘာကြောင့်အရန်ကိုကောင်းပေးနေရတာလဲလို့ထဲကျွန်းကမေးလိုက်တော့ရုံးချစ်ကလည်းသူကထဲကျွန်းဘောတီးတဲ့ကောင်းပေးတာမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက်ဟာချင်းချင်းအတွက်တယောက်နဲ့တယောက်ရှိနေပေးခဲ့တာပါပဲလို့ပြန်ပြီးတော့ဆိုလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူအเจ้าတွေကိုနားထောင်ပေးတာထဲကျုံးမဲရှိတဲ့ပြင်ထဲကျုံးကသူ့အတွက်အရာအလုံးကိုရင်ဖွင့်ရခဲ့လို့ပဲလို့ထပ်ပြီးတော့ပြောခဲ့ပါတယ်။အဲ့လိုနဲ့အချိန်ဆေးလို့ရုံးရှိထွက်သွားတော့မယ်အချိန်မှာပဲထဲကျုံးကလည်းစိတ်ထဲမှာအယံဝမ်းနေလာခဲ့တာမို့လို့ဦးလေးကြီးရုံးရှိရေဒီတော့တွင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာလို့ဝမ်းနေစွာနဲ့អော်ပြောလိုက်ပြီးတော့ရုံးရှိကလည်းထဲကျုံးရဲ့စကားကြောင့်မျက်ရည်တွေကျလာခဲ့ကထဲကျုံးကိုနှုတ်ဆက်ပြီးတော့အကျဉ်းထောင်ကနေထွက်ခွာသွားခဲ့ပါတော့တယ်။ နောက်တရရောက်တဲ့ချိန်မှာတော့ဒေဂျုံတယောက်အားလက်ချိန်ရောက်တဲ့အခါရုံးရှိပေးခဲ့တဲ့ကျန်းစာတွေကိုဖတ်ပြီးတော့လေးလာမှတ်သားနေခဲ့ပါတယ်။အဲချိန်သူနဲ့ခက်လန်းလန်းမှာဒဏ်ရာပရပွားနဲ့လူငယ်လေးတယောက်ကိုမြင်လိုက်ရတော့လူသေးတယောက်ရောက်လာပြီးဆိုတော့ထဲဂျုံလည်းသဘောပေါက်သွားခဲ့ပါတယ်။ခဏကြာတဲ့အခါထဲဂျုံကဖျားချောင်းကူပြေးရှိနေပြီးတော့လွယ်တဲ့ဝေယဝိဆာကိစ္စတွေကိုလှုပ်ဆောင်နေခဲ့ပါတယ်။အဲချိန်မှာထဲဂျုံရင်းနှီးနေထောင်မှုကဆော့ဆော့အသေးရောက်လာလူငယ်လေးကိုထဲဂျုံစီကိုခေါ်လာပေးခဲ့ပါတယ်။ထဲဂျုံလည်းလူငယ်လေးကို confessional စီခေါ်သွားလိုက်ပြီးတော့ လူငယ်လေးပြောမဲ့အပြစ်ဝင်ခံခြင်းတွေကိုစတင်နားထောင်ဖို့လုပ်ခဲ့ပါတယ်။ထဲကျောင်းကလူငယ်လေးကိုတမချန်းစာစာအုပ်ပေးလိုက်ပြီးတော့ရုံရှိသူ့ကိုပြောခဲ့တဲ့အတိုင်းပဲဖျားရှင်ယုံကြည်ပြီးနေထိုင်ဖို့လမ်းပြပြောဆိုလိုက်ပြီးအချင်းအောင်ဆက်ဆက်ရောက်ချင်းမှာလူတိုင်းကဒီလိုပဲနေသားမကြကြောင်းအခက်အခဲတွေကိုသည်ရှိနေကြတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကလူငယ်လေးကတော့ဒီအမှုကိုသူမကျူးလွန်ခဲ့ကြောင်းနဲ့အန်နီကကောက်ရခဲ့တဲ့ဖုန်းကိုသာပြန်မပြီးခဲ့ရင်ခုလိုတွေဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့အဆက်အဆက်မရှိထပြီးတော့ပြောလိုက်ပါတယ်။ထဲကျောင်းလေးလူငယ်လေးရဲ့စကားကြောင့်ရန်ကိုတုံလှုပ်သွားခဲ့ပြီးတော့ သူနဲ့အဖြစ်ချင်းတူနေတာပဲဆိုပြီးတော့တိလိုက်ရပါတယ်။နောက်ပြီးတော့လူငယ်လေးကသူ့ရဲ့ဖြစ်စဉ်တွေအားလုံးကိုပြောပြခဲ့ပြီးသူတခါမှတော့မရောက်ဘူးတဲ့နေရာမှာသူ့ရဲ့လက်ဖွေရာတွေရှိနေအောင်အကွက်ကြကြစီစဉ်ထားတာဖြစ်ကြောင်းကိုသာထပ်ပြီးတော့ပြောလိုက်ပါလေ။ဒဲဂျုံနဲ့လူငယ်လေးပြောသမျှဖုန်းကောက်ရလို့စူဂျင်းငွေ1သုံးသိန်းနဲ့လာပေးခိုင်းတာအစကိုတခါမှမရောက်ဘူးတဲ့ခင်းဖြစ်ပေါ်တဲ့နေရာမှာကိုယ့်ရဲ့အချက်လက်တွေကြံရှိနေတာအဆုံးသူတုံးကနဲ့တပုံစံနဲ့ပါလားဆိုတော့ကိုထပ်ပြီးတော့တိလိုက်ရပါတော့တယ်။အဲ့ဒါပူသေးတာသွားတာကတော့ လူငယ်လေးကလိမ့်စာကတ်တစ်ခုထုတ်ပြပြီးတော့သူစီကိုရှေ့နေဂင်ဆန်းရဲ့ဆိုသူကကူညီပေးမယ်ဆိုပြီးတော့ရောက်လာခဲ့အကြောင်းကိုပြောပြလိုက်တာပါပဲနောက်ပြီးတော့အဲဂင်ဆန်းကသူ့ရဲ့မိခင်ကြီးစီကိုအလီပိုင်းပြဖို့တက်တည်သွားရှာမယ်လို့ဆိုကာမိခင်ကြီးရဲ့လိမ့်စာကိုတောင်းယူသွားခဲ့ပြီးနောက်တည့်ရက်မှာပဲသူ့မိခင်ဟာကိုကိုကိုအဆုံးစီရင်သွားခဲ့ပါတယ်လို့ဂင်ဆန်းရဲ့ကိုယ်တိုင်ပြောပြလာခဲ့တယ်လို့ပြောလိုက်ပါတယ်လူငယ်လေးကသူ့မိခင်ဟာဘယ်ရောင်မှလွယ်လွယ်အရှုံးမပေးတတ်တဲ့သူမလို့အခုလိုလုံးမယ်ဆိုတာမဖြစ်နိုင်ကြောင်းနဲ့ ကင်ဆိုင်ရဆွဲရှေ့နေရလဲသူ့ကိုလှုပ်ကြံတဲ့ကောင်းလေးနဲ့တပွဲတည်းပဲနေမှာတေချာပဲဆိုပြီးဒေါသတကြီးထပ်ပြောလိုက်တော့တာပါဒဲကျောင်းကတော့လူငယ်လေးနဲ့တွေးဆုံပြီးတဲ့နောက်မှာသူ့ရဲ့အမှုဖိုင်တွေကိုအစကနေပြန်ဖတ်ကြည့်ရင်အတွေးပေါင်းများစွာနဲ့မိုးလင်းလို့သွားခဲ့ရပါလိမ့်အိမ်မနက်မှာတော့ဒဲကျောင်းတယောက်စိတ်တွေရန်ရှုံနေချိန်မှာပဲအခန်းမယားနေစူညံညံတန်တွေကြားပြီးတော့အပြင်ကိုထွက်ကြည့်လိုက်ပါလိမ့်အပြင်မှာတော့ဂျင်းသားတယောက်ကိုကိုအဆုံးစီရင်သွားလို့အလုံးရှုံနေကြတာဖြစ်ပြီးတော့တေဆုံးသွားသူကလည်းတခြားသူမဟုတ်ပဲမနေ့ညကထဲကျုံးနဲ့စကားပြောနေခဲ့တဲ့အကျဉ်းသားအစ် လူငယ်လေးဖြစ်နေတာပါလူငယ်လေးကထဲချုံးပေးလိုက်တဲ့တမချန်းစာစာအုပ်ကစာရွက်တွေကိုပါဇက်တဲထိုးထည့်ပြီးကိုကိုကိုအသက်ရှူကြအောင်လုပ်ခါအဆုံးစီရင်သွားခဲ့တော့တာပဲဖြစ်ပါတယ်ထဲချုံးကတော့ဒီမြင်ငွေမြင်မြင်ချင်းရန်ကိုထိတ်လန့်သွားခဲ့ရပြီးတော့ဘာစကားမှမပြောနိုင်ပဲဖြစ်သွားပါတယ်နောက်ရရောက်တဲ့ခါမှာတော့ရှေ့နေဂင်ဆန်းဆိုသူကထဲချုံးစီကိုထတ်ရောက်လာခဲ့ပါတယ်ဒီခါမှာတော့ရှေ့နေကသူသောနဲ့သူရောက်လာခဲ့တာမဟုတ်ပဲထဲချုံးကလမ်းခေါ်လို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်ရောက်ချင်းမှာတော့ရှေ့နေကထဲချုံးပြောခဲ့တဲ့အပြစ်မရှိကြောင်းရှာတွေ့တဲ့တက်တရာဘာလဲလို့မေးလိုက်ပါတယ် ဒါပေမဲ့ထဲကျွန်းကတော့မနေ့ကသူတို့စီမှာအသေးရောက်လာအကျဉ်းသားအသေးတယောက်ဒေဆုံးသွားကြောင်းနဲ့အဲ့ဒီအကျဉ်းသားကလည်းရှင်းနေကြီးကူညီပေးခဲ့ဘူးတဲ့သူပဲဆိုပြီးတော့ပြောလိုက်ပါတယ်ရှင်းနေရလဲအဲ့တရင်ကိုသူလဲကြားပြီးဖြစ်ပြီးတော့လူငယ်လေးတွေစိတ်မကောင်းဖြစ်ကြောင်းကိုပြန်ပြီးတော့ပြောလိုက်ပါတယ်အဲ့တော့ထဲကျွန်းကသူသာအပြစ်မရှိကြောင်းတတ်တယ်ကိုခုထုတ်ပြရင်ရောသူ့ကိုကူညီပေးဖို့စာနာရှိသေးလားလို့မေးလိုက်ပါတယ်ရှင်းနေရတေချာပေါ့ကူညီပေးမှာမလို့ရှားတွေးတဲ့တတ်တယ်ဦးသာပြပါလို့ပြန်ပြောတော့ထဲကျွန်းကလည်းရှင်းနေကြီးကိုတိုင်းသာသူ့ပုံစံကိုကြည့်ပြီးအပြစ်ရှိတယ်မရှိဘူးဆိုတော့ဆုံးဖြတ်ကြည့်ပါလားဆိုပြီးတော့ပြောလိုက်ပါတယ် အချင်းရှင်းနေကဒေါသထွက်သွားပြီးတော့ तू ကအားရနေသူတယောက်မဟုတ်လို့ဦးကြောင်ကြောင်နေထားမလို့ဖို့ပြောလိုက်ပါလေထဲချောင်းကသက်သေသွားလူငယ်လေးရဲ့မိခင်ဆုံးသွားပြီဆိုတော့ကိုသူ့ရဲ့ညီဖြစ်သူထဲချင်းတေတုံးကသူ့ကိုပြောပြခဲ့သူလည်းပြောပြခဲ့တာလားလို့ထပ်မေးလိုက်တဲ့အချိန်မှာတော့လူယုံမှရှေ့နေရဲ့ရိုးသားတဲ့မျက်နှာဖုံးကလည်းကြွာကြလို့လာခဲ့ပါတော့လေထဲချောင်းကညီဖြစ်သူထဲချင်းကတေဆုံးမှုနဲ့လူငယ်လေးရဲ့မိခင်တေဆုံးမှုမှာရှေ့နေနဲ့ပတ်သက်နေနိုင်ကြောင်းကိုထပ်ပြောလိုက်တော့သက်သေမရှိပဲဆွဆွဲလို့မရဘူးလို့ရှေ့နေကပြန်ပြောပါလေအဲ့ချိန်ထဲချောင်းကရမ်းကိုဝမ်းနေသွားခဲ့ပြီး ူညီလေးထဲချင်းကတတ်သေးတာမဟုတ်ပဲအသက်ခံရတာမလားဆိုပြီးတော့မေးလိုက်တဲ့အခါရှင်နေကောင်ကထဲချုံကိုစိုက်ကြည့်ပြီးမပြောတတ်ဘူးလေလို့သွေးအေးနဲ့ပြန်ဖြေလိုက်ပါလေထဲချုံကအရန်စိတ်တို့ပြီးတော့ရှင်နေကောင်ဝင်လုံးတဲ့အခါရှင်နေရုံးဝင်ဆန်ကဖြစ်ခဲ့တာမဟုတ်လို့အဆောင်ဝင်တဲ့နေရောက်လာပြီးတော့ထဲချင်းကိုရိုက်နှက်ပစ်ပါတော့တယ်အဲ့ချိန်ရှင်နေကဒီကိစ္စတွေကနေတော်ကြာပြီးတာတော့ခုချိန်ထိခံမင်းနေလုံးပဲလားလို့မေးလိုက်ပြီးတော့ထဲချုံပြောသလိုအမှုအတွက်ရာအားလုံးကိုအတူရောက်မဲ့ဖန်တီးထားခဲ့တာမဟုတ်လို့ထဲချုံကောက်ရတဲ့ဖုန်းကိစ္စလည်းတမေတကာကွက်ဆင်ပြီး CCTV မှာမှတ်တမ်းရအောင်ယူခဲ့တာလို့ပြောလိုက်ပါတော့တယ်။အဲဒီနောက်တခြားသက်သေတွေကြံခဲ့မှာဆိုတဲ့အတွက်ထဲကျွန်းလက်ကောက်လေးကိုသူ့ဆောင်မှာပြန်ရှာတွေ့ထားတယ်ညီဖြစ်သူလည်းကိုတိုင်းပဲတပ်ပစ်ခဲ့တာဖြစ်ပြီးသူအဲ့လိုတွေလုပ်ခဲ့တာရောထဲကျွန်းကအခုဘာများတတ်နိုင်နေလို့လဲဆိုပြီးတော့ခွေးစကားတွေထပ်ပြောလိုက်ပါတော့တယ်။ကိစ္စတွေလည်းအားလုံးပြီးစီးသွားပြီဖြစ်ပြီးတော့ညီဖြစ်သူကလည်းတည်သွားခဲ့မလို့ထဲကျွန်းနေနဲ့ဘာမှဖြစ်မနေတော့ပဲဒီမှုလည်းကိုကျူးလုံမိပါတယ်လို့သာလက်ခံပြီးနေသွားလိုက်ဖို့နဲ့လူအတတ်မှုဆိုတာပြင်လောကအတွက်တော့ရာဇဝတ်မှုတစ်ခုဖြစ်ပေမဲ့ထောင်ထဲမှာဆိုရင်တော့စူးစိတ်တစ်ခုလိုဖြစ်နေမှာမဟုတ်လို့ ကိုကိုဂုံယူပြီးတော့ရှင်တန်ဆန်းမှာဆိုပြီးတော့လူယုံမာကောင်ကခွေးစကားတွေရောနွားစကားတွေပါအကုန်ပြောပြလိုက်ပါလေထဲကျွန်းကတော့လူယုံမာကောင်ကိုစိတ်စိတ်ကြည့်ပြီးတော့တပြင်းမယ်လို့ချင်းချောက်လိုက်ပေမဲ့လူယုံမာထဲကျွန်းကိုဟာတိုက်လောင်ရင်နေပြီးတော့ပဲသူရှိကနေခေါ်သွားဖို့အတွက်လုံခြုံရေးတွေကိုပြောလိုက်ပါလေလူယုံမာကောင်ကထဲကျွန်းကိုတွေ့ပြီးတော့အပြန်အချင်းတော်ရင်အပေါက်ရမှာပဲတပတ်ကိုဖုန်းလမ်းဆက်ပြီးတော့ထဲကျွန်းကိုအမြန်ရှင်းပြဖို့လိုအပ်ကြောင်းကိုသတင်းလှမ်းပို့လိုက်ပါလေအဲ့တော့မတော်ထဲကျွန်းကဘုရားကျောင်းကဘုန်းတော်ယူသွားတွေ့ခဲ့ပြီးတော့တမန်ကျမ်းသာစာအုပ်ကိုပြန်ရခဲ့ပြီးဘုရားကျောင်းကူဖြစ်ကနေနှုတ်ထွက်ကြောင်းလည်းပြောခဲ့ပါလေ။ ဘုံတော်ကြီးကထဲကျွန်းဘာကြောင့်ခုလိုလောက်ရလဲဆိုတာကိုနားမလည်နိုင်မဲဖြစ်နေခဲ့ရပေမယ့်ထဲကျွန်းကတော့သူ့မှာအကြောင်းကိစ္စတစ်ခုရှိနေအကြောင်းကိုသာပြန်ပြောခဲ့ပါလေအဲနောက်ထဲကျွန်းကဖះအကြောင်းနဲ့ခုံတန်းစီကနေတူရိုက်တန်ကျောင်းတစ်ချောင်းကိုတိတ်ဆိတ်ဖြုတ်ယူနေခဲ့ပြီးတော့အတွေ့ထဲမှာလည်းလူယုံမှာရှိနေတဲ့ညီဖေးသူကိုတတ်ခဲ့ကြအောင်ရာသာခံပြီးတော့ပြောသွားတဲ့ခွေးစကားတွေကိုပြန်ပြီးတော့ကြားရအောင်နေခဲ့ပါတော့လေထဲကျွန်းကခုံထဲမှာရိုက်ထားတဲ့တန်ကျောင်းကိုလက်ပလာနဲ့ပဲဆွဲထုတ်နေတာမလို့လက်ကိုထိကပ်ပြီးတော့သွေးတွေထွက်လာခဲ့တာတော့မှလုံးဝရက်မပြည့်ခဲ့ပါဘူးထဲကျွန်းတယောက်စုပ်ပြတ်တတ်သွားတဲ့သူ့ဘဝအတွက်ရဲ့ အပြစ်မရှိပြသက်ခံလိုက်တဲ့ညီငယ်ဖြစ်သူတွေ့ပါလက်စားချေနေတဲ့အပြစ်နဲ့ဒေါသတွေအလွန်ကြုံထွက်နေတော့မှပဲဒီပိုင်းနေရာဒီမှာခိတ္တခဏရန်နာထားခဲ့ပါလေခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်နေ့မှာပိုင်းသုံးနဲ့ပြန်တွေ့ပါမယ် Channel Subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်ပြီးတော့ရုပ်ရှင်ကားကောင်းတွေရီကတ်မိုက်စာတွေကိုခန်းသားကြည့်ရှုလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ